ပေါင်းလောင်းရှင်မဟာကတ္တပကလည်းယဟန္တာပဲလားဖရာတဲ့မနေ့တုန်းကဒကာလေးတယောက်က2025ခုနှစ်တလာပိုင်းတရက်နေ့မှာပါကျုပ်ဆရာတော်ဖရာကြီးသည်ယဟန္တာဖြစ်သွားပါပြီဆိုပြီးသူ့ရဲ့အကောင့်မှာပြောဆိုတင်ထားတာကိုကြည့်လိုက်ရပါတယ်ကိုမသိနိုင်တဲ့အရာကိုမှန်းဆပြီးပြောခြင်းဟာအန္တရာယ်ကြီးပါတယ်နော်ပုထုဇဉ်တယောက်အနေနဲ့ယဟန္တာဟုတ်မဟုတ်အရိယာဟုတ်မဟုတ်ဆိုတာကို တိဖို့မဆိုထားနဲ့အရိယာအချင်းချင်းတောင်မှအရိယာမှန်မသိကြပါဘူးနော်ဆိုလိုချင်တာကသောတာပန်သည်တဂရဂံရဲ့အရာကိုမသိပါဘူးတဂရဂံသည်အနာဂံရဲ့အရာကိုမသိပါဘူးအနာဂံသည်ယဟန္တာရဲ့အရာကိုမသိပါဘူးယဟန္တာကသာလျှင်အနာဂံရဲ့အရာကိုသိပါတယ်အနာဂံကသာလျှင်တဂရဂံရဲ့အရာကိုသိပါတယ်တဂရဂံကသာလျှင် သောတာပန်ရဲ့အရာကိုသိပါတယ်နော်အရိယာအချင်းချင်းတောင်မှအောက်အောက်ကအရိယာတွေကအထက်အထက်ကအရိယာကိုအရိယာမှန်မသိသေးရင်ပုထုဇဉ်တွေအနေနဲ့အရိယာဟုတ်မဟုတ်ယဟန္တာဟုတ်မဟုတ်ဆိုတာသိမှာမဟုတ်ပါဘူးနော်ဥစဉ်လေပုထုဇဉ်တယောက်ဖြစ်တဲ့အတွက်ပေါလောင်ရှင်မဟာကတ္တပဟာယဟန္တာဟုတ်မဟုတ်ဆိုတာကိုမသိပါဘူးနော်